တရားအားထုတ်တဲ့သူတွေဖို့ဘယ်လန်းစင်ကိုလိုက်ရပါမလဲငင်းစင်16ပါးနဲ့ဝိတုဒ္ဓိ9ပါးကအတူတူပဲလားမတူဘူးလားတူရဆိုရင်ရောဘာဖြစ်လို့အပင်ပန်းခံပြီးတော့နှစ်မျိုးခွဲနေပါသလဲဒါဆိုရင်ဧကယနောဆိုတဲ့လန်းစင်ကိုဘယ်လိုမျိုးနားလည်ရမလဲခင်ဗျာဆိုပြီးတော့ဒီအကောင့်နံပါတ်ဥပညာမိသားထားရပဲဖြစ်ပါတယ်ဆရာဒီမျိုးကပထမဦးဆုံးကျွန်တော်မှတ်စေချင်တာလေးအရင်ပြောမယ်နော်ဟုတ်ကဲ့မြန်မာပြည်မှာပေါ့ဗျာပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့ နီးပေါင်းများစွာဖွဲ့ပေါင်းများစွာဌာနပေါင်းများစွာဒီလိုကွဲနေကြတာရှိတယ်။ဒီတော့ပင်လေရေကိုလက်နဲ့ယူပြီးတော့ရှားပေါ်တင်ကြည့်ရင်ငန်တဲ့အရာတခုပဲရှိတယ်လို့ပေါ့နော်။ဘလောက်ပဲနီးပေါင်းများများအဖွဲ့များများဌာနများများတကယ်တော့မာတိပဋ္ဌာန်အတွင်းဘောင်းနဲ့စာချက်စရာကောင်းမရှိဘူး။ဒါလေးကိုလည်းကြိုတင်မှတ်သားစေချင်တာပေါ့နော်။ဟောမီကျွန်တော်ပြောမယ်သူပြောတာညံစင်တဲ့ဝိသုဒ္ဓိ။ညံစင်ဆိုတာဘာလဲဆိုတာပြောမယ်ပေါ့နော်။ အဲ့တော့ဝိပဿနာအရာမှာဉာဏ်ဆိုတာဟာကိုယ်တိုင်အာယုံပြုရှိသိမှုကိုဉာဏ်လို့ခေါ်တယ်။အဲ့ဒါလို့အာယုံပြုရှိသိတဲ့နေရာမှာ၃ပိုင်းရှိတာပေါ့လေနော်။ဉာဏ်စဉ်ကိုဘာနဲ့ပိုင်ခြားသလဲဆိုတော့ခွဲခြားသလဲဆိုတော့ဘာလဲဆိုတော့နံပါတ်၁ကအရှုခံအာယုံ။နောက်ကရှုမြင်ပုံ။နောက်အဲ့ရှုမြင်ပုံကြောင့်ဖြစ်ပေါ်လာတဲ့တိုးတက်လာတဲ့ဟိုဟာပေါ်ပါပေါ့မလဲ။သတိဉာဏ်ထူးပေါ့။အဲ့ဒီ၃ခုနဲ့ပိုင်ခြားသတ်မှတ်တာပေါ့နော်။အဲ့တော့အနည်းချုပ်ပြောရရင်တော့ဉာဏ်စဉ်ဆိုတာစိတ်အဆင့်ဆင့်ရင့်ကျက်မြင့်တက်ရာအနေပြီးတော့တိုးတက်ကြောင်းလဲလာတဲ့ အတိညာအရှင်ဉာဏ်ကိုဉာဏ်စင်လို့ခေါ်တာပဲအဲ့ဒါကိုဉာဏ်နဲ့ပိုင်းခြားပြီးတော့သိစင်လာတာပေါ့ဒါတော့ဉာဏ်စင်လို့ခေါ်အဲ့လိုမျိုးတိုးတက်မြင်မာလာအောင်လို့လည်းပဲအာယုံကနေပြီးတော့ဒီအာရမဏိကကိုအာရမဏပစ္စယတတ္တိနဲ့ကျေစုပြုသွားတယ်ဒါကြောင့်ရှုရင်းအာယုံရဲ့စိတ်ရဲ့အဲ့ဒီရှုမြင်ပုံဖြစ်ပေါ်လာတဲ့အတိညာဉ်သူတွေကိုအရှင်ကိုဉာဏ်စင်လို့ခေါ်တာပဲဒါအကျဉ်းချုပ်ပြောပြတာဝိသုဒ္ဓိဆိုတာကဝိသရာအထုသုဒ္ဓိဆိုတာစင်ကြယ်တာအထုစင်ကြယ်ခြင်းလို့ဒီပဲရအဲ့ဒီစင်ကြယ်တဲ့ဘိုင်းမှာတော့သူကခုနှစ်ပိုင်းပြတာ ဉာဏ်စင်နဲ့ပြောရင်လည်းသူ့မိဂွန်းတိုင်းပဲ16ရှိတယ်။ဉာဏ်စင်ရဲ့16ရှိတယ်။ပရမဟုဆုံးဉာဏ်စင်2ပါးရှိတယ်။တရားအထုံးမဲ့ပုဂ္ဂိုလ်ပါ။သိရမယ်ဟာနာမစုဘပြည့်စုံတာနဲ့ပစ္စယပရိက္ခာဉာဏ်ပေါ့နော်။ဒါအာမထုတ်ခင်မှာသိထားရမယ်ဟာပေါ့။ပြီးတော့အာထုတ်လိုက်တဲ့အခါမှာဝိပဿနာအာထုတ်တော့ဝိပဿနာကဉာဏ်10ပါးရှိတယ်။ပေါင်းလိုက်တော့12ပါးဖြစ်သွား။အဲ့တော့12ပါးမှာတချို့ကပရိယဖြစ်သွားတဲ့ပုဂ္ဂိုလ်ကြတော့ဒီ12ပါးနဲ့မလုံလောက်တော့ဘူး။နောက်ထပ်4ပါးထပ်တိုးလာတော့အဲ့တော့ပေါင်းလိုက်တော့16ပါးဖြစ်သွားတယ်။ဉာဏ်16ပါးဆိုတာဒါပဲ။အဋ္ဌဉာဏ်တူတွေပြောင်းလဲသွားတာ။ ဝိသုဒ္ဓိကြတော့ဗာလဲဆိုတော့ထုဆင်ကြတာဝိဇ္ဇရာထုသုဒ္ဓိဆိုတာဆင်ကြတာအဲ့တော့အဲ့ဒီမှာကြတော့ခုနှစ်ပါးရှိတယ်တိလဝိသုဒ္ဓိစေတဝိသုဒ္ဓိဒေတိဝိသုဒ္ဓိကင်ခဝိရဏဝိသုဒ္ဓိမက္ကမက္ကညာနာတသနာဝိသုဒ္ဓိပရိပဒညာနာတသနာဝိသုဒ္ဓိညာနာတသနာဝိသုဒ္ဓိခုနှစ်ပါးရှိတယ်ဒါအချင်းချင်းပြောတာပေါ့နော်စာတော့ဆံမယ်ဒါပေမဲ့မပြောလို့မဖြစ်လို့နော်အဲ့တော့ခုနှစ်ပါးရှိတယ်ဝိသုဒ္ဓိမှာကောင်းပြီအဲ့ဒီဉာဏ်စဉ်16ပါးနဲ့ဝိသုဒ္ဓိခုနှစ်ပါးတူသလားလို့ပြောတူတဲ့နေရာလည်းရှိတယ်မတူတဲ့နေရာလည်းရှိတယ်ယူပုံယူနည်းလို့တော့ပေါ့ ဥပမာအဖြစ်ပြောရင်ဗျာစောက်တုပ်ရှိတယ်စောက်တုပ်ရဲ့အလျားဟာဘယ်နှလက်မှရှိမယ်ဆိုပါလေစင်တီမီတာနဲ့တိုင်း16စင်တီမီတာရှိတယ်ခုနကညာတဲ့16ပါးတဲ့ဟိုဟာကိုပဓာနာပြပြောတာပါနော်16စင်တီမီတာရှိဒါဖြစ်ရင်လက်မနဲ့စင်တီမီတာတူလားဆိုမတူဘူးပဲဖြစ်ရမယ်သို့တော်လည်းပဲခုနလက်မနဲ့16စင်တီမီတာစောက်တုပ်ရဲ့အလျားသာဖြစ်တဲ့အတွက်တူရလို့ပြောရမှာနော်ဒါဒါကိုပြောပြတာအဲ့တော့လူတယောက်ကပုရုဇဉ်တယောက်ကတရားအထုတ်တဲ့ကံမှာအရိယာဖြစ်ကိုအစစ်စစ်ကူးတက်သွားတယ်ကူးပြောင်းသွားတယ်အဲ့ဒါကိုကူးပြောင်းသွားတဲ့ကံမှာသူ့ရဲ့အသိဉာဏ်စိတ်ပေါ့ အစင်းစင်းရင်းကျက်မြင့်တက်လာတဲ့ဟာကိုအဲ့ဒီဉာဏ်စင်နဲ့ပိုင်းခြားပြီးတော့သတ်မှတ်ရင်သူ့ကိုဉာဏ်စင်လို့ခေါ်တယ်ဉာဏ်စင်စင်တိုးတက်တာကိုအဲ့ဒီလိုမှမဟုတ်ဘဲနဲ့စင်ကြယ်မှုပိုင်းကနေပဲကြည့်ရင်တော့သူကဝိသုဒ္ဓိလို့ခေါ်တာပေါ့ခုနှစ်ပါးပဲရှိတယ်စင်ကြယ်မှုမှာသူကလည်းသူရသူရဆက်စုလိုက်ဉာဏ်စင်နဲ့သွားရင်တော့သူ့ဉာဏ်စင်နဲ့သူရသူရကြည့်တယ်16ပါးရှိတယ်ပေါ့နော်အဲ့တော့တူတဲ့ပိုင်းလည်းရှိတယ်အတူတဲ့ပိုင်းလည်းရှိတယ်ဒီလိုမှတ်ရပါတော့အဲ့တော့ဆိုလိုတာကနောက်တစ်ချက်ကသူကဒီကအဲ့လိုမျိုးမတူဘူးဆိုရင် အဲဧကယနောဆိုဘယ်လိုလုပ်မလဲပေါ့နော်ဧကယနောဆိုတကြောင်လေးတော့လမ်းကိုပြောတာဒီမှာနှစ်ကြောင်ဖြစ်နေတဲ့ပုံစံမြင်တာပေါ့ဗျာနော်ခုနကကျွန်တော်ရှင်းပြတာတော့ဒါသင်္ခါရှင်းပါပြီဧကယနောဆိုပါလဲဆိုတဲ့ဧကယနောတကြောင်လေးတော့လမ်းစင်တာလည်းဖြစ်တော့နှစ်ဧကယနောတယောက်ဖြည်းဖြည်းစာနဲ့သွားရတော့ဧကယနောမြတ်သောဖရာသဗ္ဗညီတို့ဤခရီးဖြစ်တော့ဧကယနောမြတ်သောသာသနာတော်လိုက်တာတွေ့ရတော့ဧကယနောမြတ်သောနိဗ္ဗာန်တို့သာရောက်ရတော့အရင်ဤသောဤသို့သဘောရှိသောမကောခရီးသည်တတ္တတော်၄ပါးကုန်သောယရိတံရေဤမေတတိပဋ္ဌာန် ဲမာသတိပဋ္ဌာန်၄ပါးပါပဲဒီကြောင့်ဒီတော့လမ်းဖြစ်တဲ့သာသနာတော်မှာလက်ရှိတဲ့မြတ်သောဘုရားသခင်ကြီးတွေရဲ့ဟာဒီဖြစ်တယ်ဆိုတာအဲ့ဒီခုနကသတိပဋ္ဌာန်၄ပါးပဲအဲ့ဒီ၄ပါးလို့ပြထားတဲ့ဧကကျွန်တော်အိဋ္ဌေကိုကျွန်တော်ပထမဆုံးပြောခဲ့တယ်လေအခုတော့မှတ်ထားပေးပါကြောင်းဘာလဲနီးဘယ်မလောက်များများဌာနဘလောက်များများအဖွဲဘလောက်များများအဓိကဘာလဲဆိုရင်မာသတိပဋ္ဌာန်လည်းဘာမှစာဖြတ်စရာမရှိပါဘူးဆိုတာလည်းပြန်အန်ကိုက်တယ်နော်ခုနကဝိသုဒ္ဓိနဲ့ ညာစင်နဲ့တူစီမတူစီကလည်းတူတဲ့ဘက်မတူတဲ့ဘက်ရတယ်လို့ရှိတယ်။ဝိနည်းအစီစီမတူကြအောင်မတူဘူးဒီလိုပြောမှရမယ်မတူဘူးဒီလိုပြောမှရမယ်ဒါဘုရားသခင်ရဲ့ဉာဏ်တော်သားလို့ဖြစ်တယ်နော်။